အားလုံးမင်္ဂလာပါ UK Chemistry ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ။ဒါမင်းညတော့က Transport Window ရဲ့အပြောင်းရွှေ့တစ်ခုမှာဒါတော်တော်များများပြည်သက်တည်းကို short ဖြစ်သွားတယ်။ကျွန်တော်အားလုံးလည်းသိပြီးသား Chelsea သင်းရဲ့ Fire Power Chelsea သင်းပိုင်ရှင်ရဲ့ငွေသုံးနိုင်မှုနဲ့အပြောင်းရွှေ့ဈေးကွက်မှာရပ်ပိုင်းတွင်းအပြောင်းလဲဖြစ်အောင်လုပ်နိုင်တဲ့အခြေချင်းကိုသိတယ်။ဒါပေမဲ့ ဒါတော့မြန်မြန်ဆန်ဆန်လို့မသိခဲ့ဘူး Chelsea ကအစောပိုင်းတည်းကဒါ Ipswich Town ရဲ့ England လူငယ်တိုက်စစ်မှု Liam Delap ကိုတဘောတော်တော်လေးကြားတယ်ဒါပေမဲ့နောက်ဆုံးနှစ်ပတ်သုံးပတ်လောက်မှာ Manchester United ဘက်ကိုတော်တော်လေးရင်းသွားတယ်ဒါအထူးသဖြင့် Man United က Europa League Final မတိုင်ခင်မှာတကယ်လို့ United သာဥရောပ Champions League ဝင်ခွင့်ရခဲ့ရင်ဒီပြောင်းရွှေ့အားလုံးဟာဖြစ်နိုင်မယ်လို့သုံးသပ်ထားရာက Manchester United က Final မှာ Tottenham Hotspur ကိုရှုံးတော့ နောက်ရာသီမှာဥရောပချန်ပီယံလိဝင်ခွင့်မရအဲ့ဒီချိန်မှာချက်စီအသင်းကအစောပိုင်းတည်းကသူတို့ဆက်ဆံရေးကောင်းရှိတဲ့လီယမ်ဒီလက်ကိုဆက်သွယ်ခဲ့ပြီးတော့နီးပြအန်ဇိုမာရက်စကာရဲ့ဒါဖြောင်းပြမှုရဲ့ချန်ပီယံလိဝင်ခွင့်ရဲ့သူပါဝင်ကစားခွင့်ရမယ့်အခြေအနေတွေအားလုံးကိုဆွေးနွေးခဲ့ပြီးမှချက်စီကလီယမ်ဒီလက်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိသွားပြီဖြစ်တယ်ဆိုတော့ဒေးဗစ်အွန်ဆွေးမှလည်းအတီးပြတဲ့ Ipswich Town ကို Chelsea ကသူ့ရဲ့ရောဂျေးစာချုပ်ပေါင်33ပေါင်တန်း30ပေးမယ်ဆိုပြီးတော့အတည်ပြုထားတယ်ဒီ22နှစ်သားကိုပုဂ္ဂိုလ်ဆိုင်ရာ agreement ရထားပြီးဒီ England U21 ကစားမကမန်ချက်စတာယူနိုက်တက်နဲ့ prefer ဖြစ်ထားပေမဲ့ယူနိုက်တက်ရဲ့ဥရောပဝင်ကွင်းကြောင်းရဲ့နောက်တစ်ခုကဒီကစားမတောင်းဆိုတဲ့လောကလာစာကို ချယ်ဆီကအပြည့်ဝပေးမယ်ဆိုတဲ့အချက်တွေကြောင့် လီယွန်ဒီယကမန်ယူနိုက်တက်ကနေနောက်ဆုံးမှာချဲလ်ဆီအသင်းကိုပြောင်းရွှေ့ဖို့အပီးတိုင်ရွေးချယ်သွားပြီဖြစ်တယ်ဆိုတော့ဒေးဗစ်အွန်စတိန်ကလည်းအတည်ပြုတယ်ဖာဘီစီယိုကလည်းအတည်ပြုထားတယ်ဒါလီယွန်ဒီလက်ကလက်ရှိ current market ပေါက်ကြီးက35သန်းယူရိုဖြစ်ပြီးတော့ပြီးခဲ့တဲ့ရာသီပရီးမီယာလီဂ်မှာ38ပွဲမှာ12ဂိုးသွင်း2ဂိုးဖန်တီးထားတယ်။တခုပဲတိုက်စစ်မှုတစ်ယောက်အနေနဲ့အဝါကက်12ကပ်ပြားခံရတဲ့အချက်ကတော့နည်းနည်းတော့ဒါ စဉ်းစားစရာအခြေအနေဖြစ်တယ်။ Manchester City ရဲ့လူငယ်အကယ်ဒမီကစားမဖြစ်တဲ့2024ခုနှစ်ကမှ City က Ipswich Town ကို Euro 16.5တန်းနဲ့သူရောင်းခဲ့တာ။ဆိုတော့ဒီကစားမက City အသင်းမှာရှိနေရင်းထဲမှာ Stoke City တို့ Preston တို့ Hull City တို့ Ipswich Town တို့အသင်းတွေကိုဇက်တိုက်အကားသွားကစားပြီးတော့ဒါ City ကနေပဲမနစ်ကအပီးသက် Ipswich Town ကိုပြောင်းတယ်။ဆိုတော့ Ipswich Town ကသူ့ကိုဒါ16.5 ရှင်းငါးတန်းနဲ့ခေါ်ယူခဲ့ပြီးမှပေါင်တန်း30ယူရို36တန်းပဝင်ချင်အောင်နဲ့သူကိုထွက်ခွာခွင့်ပြုသွားပြီးဖြစ်တယ်ဆိုတော့လီယွန်ဒီလက်နဲ့ပတ်သက်လို့ရှိရင်ဒီယာဒီမှာသူတူတယ်ပွဲ40ကစားတယ်19ကိုတွင်း2ကိုဖန်တီးတယ်ဒါ Africa မှာ2ပွဲ EFL ကမှာ2ပွဲဒါ Premier League မှာ38ပွဲကစားပြီးတော့ဒါ19အတွင်း2ဂိုးပန်ထိတာတယ် Leon Dilek ကို Chelsea ခေါ်ယူနိုင်မဲ့အဓိကအချက်က Dilek ကအခုလက်ရှိမှာ ူရဲ့ iswitch down မှာတနစ်ကိုမှတန်းကျော်ပဲရတယ်ဆိုတော့တပတ်ကိုသူကပေါင်2000ပဲရပြီးတော့ပိုခံစား권 bonus မပါဘူး तू က9နှစ်စာချုပ်ချုပ်ထားတယ်သူရဲ့ရောကြီးစာချုပ်ကတန်း30 2029မှာစာချုပ်တန်းကုန်မယ်24ခုနှစ်ကမှ तू တစပြီးတန်းတိုးထားတာ ဒါပေမဲ့လည်းတပတ်ကို2000ပဲရှိပေမဲ့ Lyon Tilak က Chelsea အသင်းကိုပြောင်းရွှေ့ခွင့်ရရင် Man United ပဲဖြစ်ဖြစ် Chelsea ပဲဖြစ်ဖြစ်သူတောက်ပြောင်းမဲ့ club ဟာအနည်းဆုံးပေါင်3000ကနေ3000ကျွဲထိပေးရမယ်ဆိုတဲ့ wages demand ကိုတောင်းဆိုတဲ့အချိန်မှာ Anzo Maresca ရော Chelsea ရောကလက်ခံတဲ့အတွက် Leon Delac Chelsea အသင်းရဲ့တိုက်စင်မှုအသင်းဖြစ်လာပြီဆိုတော့ဒီနေရာမှာကျွန်တော်တခုပဲပေါ့လေ ်ချက်စီကဆော်ပိုင်တုံးကဟူကိုအကီတီကီတို့နောက်ဗစ်တာယူကရက်စ်တို့ဘန်ဂျမင်ဆက်စကိုတို့လူကစားမားတွေအော်စီမန်တို့လူကစားမားတွေကိုခုံမယ်လို့အတန်ထွက်ပြီးမှနောက်ဆုံး cheaper option ဆိုဒီလက်နေနဲ့ quality player ဆိုတာလဲကျွန်တော်လက်ခံတယ်ဒါပေမဲ့ဗျာကျွန်တော်ပြောချင်တာနောက်ထပ် level တစ်ဆင့်ကိုသွားချင်တယ်ဆိုဒီတက်ပူကောင်းတဲ့တိုက်စင်မှုတယောက်တို့ခေါ်တင်တာ Manchester City ကလာမှဖြစ်ရင်ခေါ်မယ်ဆိုတဲ့ပုံစံမျိုးတောင်စဉ်းစားရဆရာဖြစ်ပြီးတော့ Leon Dillack ကအခု ူ့ရဲ့ career ဘွားပွဲပေါင်း120မှာ28ကိုတွင်းထားတယ်။လစ်ပြိုင်ပွဲတွေမှာဆို108ပွဲမှာ24ကိုတွင်းထားတယ်။ဆိုတော့အင်္ဂလန်ရဲ့ under 21တိုက်စစ်မှုကနေဒါတကယ် typical english တိုက်စစ်မှုတယောက်ဖြစ်တယ်။ဒါကျွန်တော်ထင်တော့ Jackson နဲ့တိုက်တော်မကွာဘူး။ Nicholas Jackson က online type player ပိုကောင်းတယ်။ Leon Delac ကတော့ဘယ်လိုပြောမလဲအပေါ်ဖို့ပါဖို့ကောင်းတယ်။ဒါပေမဲ့လည်း Chelsea အနေနဲ့အားလုံးကို surprise လုပ်ပြီးတော့ ဒီလက်ကိုရအောင်ခေါ်ယူခဲ့ပြီးတော့အခုလက်ရှိမှာပြောင်းရွှေ့ချေပေါင်တန်း30ရိုချေးစာချုပ်နဲ့တပတ်သိန်းခွဲထိရှိတဲ့လောက်ခလာစာရဲ့အန်ဇိုမာရစ်စကာရဲ့ဖြောင်းပြမှုတွေအားလုံးနဲ့မန်ယူနိုက်တက်ကိုကြော်ပြီးတော့အစ်ဆွစ်တောင်းတိုက်စစ်မှုကချယ်ဆီကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်